င်္ဂလာပါခင်ဗျာကျွန်တော်အောင်ပြည်သစ်ပါဆရာမောင်တော်ကရဲ့မောင်တော်ကဤတိုက်ရည်ရင်103ဆိုရဲစောက်ကိုအပိုင်းနှစ်ဖြစ်ဆက်လက်ပြီးဖျက်ပြပေးပါမယ်ခင်ဗျာနောက်ဆင်ကြည့်ရပါဦးအခန်းနှစ်ပင်လယ်ခရီးအတွက်ပြင်ဆင်ခြင်းတိုက်ရည်ရင်103ကိုဘူကြီးဝင်းသိမ်းမောင်ထံမှလွှဲပြောင်းလက်ခံရယူပြီးနောက်ကျွန်တော်ဤတောင်ဝင်မှာရည်ရင်ကိုပင်လယ်ခီးထွက်ရန်အတွက်အသင့်ဖြစ်အောင်ပြင်ဆင်ရမည်ဖြစ်သည် ရည်ရသိမိုးခြင်းတွင်ရည်ရင် အောက်ပိုင်းကိုလွန်းတင်ပြင်ဆင်ရန်အတွက်ရချိန်လဲရထားပြီးဖြစ်သည့်လျောက်ရည်အစဉ်သင်သော နေ့တစ်နေ့တွင်ကျွန်တော်တို့သိမိုးသည်ပဇွန်တော်ချောင်းအတွင်းရှိရည်ရသိမိုးခြင်း၌လွန်းတင်ခဲ့ကြသည်ဆက်မကြီးများမှာအထူးပြင်ဆင်ရန်မရှိဆက်များသည်ရည်ရင်အောက်ပိုင်းကိုယ်ရည်ကိစ္စဟုသာလျှင် ကြေးရရခြင်း စီးတုပ်ခြင်းစသည့်မုံမမများပြုလုပ်ကြရသည်ထို့သောလွန်းတင်စဉ်တွင် တွဲဘက်အရာရှိဖြစ်သူ ဘူတန်းညွန့်သည်အခြားအလုပ်တာဝန်တစ်ရပ်ဖြင့်ပြောင်းရွှေ့သွားရသည် သူ့နေရာတွင်မစ်ရှစ်မန်ဘူလီတန်းလွင်ရောက်လာသည်ဘူလီတန်းလွင်သည်လည်းအင်္ဂလန်ရေတပ်ဘူတင်တန်းကျောင်းမှကျောင်းဆင်းလာကစားအရာရှိငယ်တဦးဖြစ်သည်အသက်အရွယ်မှာ20ကျော်မြတ်သားလျင် ရှိသေးလျက်လူနီကူဟန်မှာတန်တမာမာနှင့်တောင်တင်းသောဂင်ဒူကလေးတဦးဖြစ်သည်ကံကြမ္မာသည်ဒူးဘူတန်းညွန့်အားလွှဲဖွဲ့ထုတ်ယူခဲ့ခြင်းကို ထိုစဉ်ကမြည်သူမှမခံမနိုင်ခဲ့ကြလောကတွင်မတည်ပဲလျက်ငရဲသူအရှင်လက်လက် ရောက်ရှိစေရန်အတွက်ကံကြမ္မာကဘူလီတန်းတွင်အားရွေးချယ်လိုက်ပြီဖြစ်တော်သည်ရည်တဲ့သင်္ဘောချင်းတွင်ရှိနေစဉ်ကာလအတွင်း၌ကျွန်တော်နှင့်ဘူဆိုးဦးတို့သည် တခါတရံအတူတကွလိုအပြင်ထွက်၍ရုပ်ရှင်ကြည့်ကြသည်ဘူဆိုးဦးသည်ရုပ်ရှင်သွားတိုင်းစောရာပိုင်ကအမုံကိုအထုံးငယ်ကလေးဖြင့်အိတ်တွင်းဝယ်ဆောင်းယူလာလိမ့်ရှိသည်တခါတရံမမြုံလင်ပဲ ဘိုက်အောင်နာဖြစ်လာခဲ့လျင် ရုပ်ရှင်ုံပြမ၌ရောင်းချသည့်ရေခဲရီတစ်ခွက်ဖြင့်စော်ရာမုံကိုတောက်လိရှိသည်သူဝမ်းဘိုက်ကို သူလုံးလုံးစိတ်မချသော အခြေအနေတွင်ရှိသည်သူသည်မြေကျွန်းစုခီးသို့တစ်ခေါက်လိုက်လို့သည်သည်ဖြင့်ဆေးရုံတည့်ရံကိုလုံးဝစိတ်မကူးခဲ့ကြသူနှင်းကျွန်တော်ယဉ်နေရသည်မှန်တော်လေသူ၏ကိုယ်ကိုယ်ရာကိစ္စများကို အတွင်းကြကြမသိရချေသူသည်ပျော်ပျော်ရွှင်ရွှင် နေတဲ့တော်လေပင်ကူအဖျင်စကားများသူတူမဟုတ်ချေ အာလင်စာဘူဒါဖတ်၍နေလိရှိသည် သူဖတ်သောစာအုပ်များမှလည်းနိုင်ငံ၏စာအုပ်များသာလျှင်အဖက်များသည်ကိုကျွန်တော်သတိပြုမိသည်သူသည်မြမပြည်လေပိုင်းဒေသဖြစ်သည်တရက်မြူဇာတိဖြစ်သည်သူသည်ယောဂဟုအကြောင်းပြုကာအယက်မတော့ခွဲနေုံသမကပရိစိတ်လျက်ရှိနေသည်ကိုတွေ့ရသည်1950ပြည်နှစ်တဝိုက်အသက်အရွယ်20ကျော်တွင်အယက်မတော့သောရည်တဲ့ဘူတူဟူသည်မှာလူကြောင်တူဦးဝင်ဖြစ်ရမည်ဟု ရေတဲ့ရရှိအတိုင်းဝန်းကသတ်မှတ်ထားကြသည်ထို့အပြင်တဝအရက်မတော့ယုံသာမက ပရိပါစိတ်သေးသည်ဆိုလျင်ចောင်းနေပြီဟူသည်မှာတေချာသောလက္ခဏာတရက်ပင်ဖြစ်သည်ပင်လေပြင်းသူထွက်ရန်အတွက်ရေရင်ကိုအသင့်ဖြစ်စေရန်ပြင်ဆင်ရသည့်တာဝန်ဟူသည်မှာ အရာရှိနှင့်ရဲဘော်အလုံးမအားမလက်အောင်ရှိနေတတ်သည် လောင်စာစီချောစီဆက်စီမှစ၍စားနေရိတ်ကလက်နက်ခရံမိကြောင်းနှင့်လူအမည်ချင်ရသော အပူပစ္စည်းမှန်သမျှကို တက်ဆိုင်ရာဌာနများမှတောင်းခံထုတ်ယူရသည်တိုက်ရည်ရင်တရားသူသည်မြိတ်တွင်ရှိနေသောတိုက်ရည်ရင်130ကိုတာဝန်လေးလည်ရန်သွားရမည်ဖြစ်သည်တိုက်ရည်ရင်130သည်မြစ်ကျွန်းစုတွင်တာဝန်ထမ်းဆောင်နေသည်မှာကြာပြီဖြစ်သည်မို့ရန်ကုန်ပြန်နိုင်စီရန်အတွက် သူ၏တာဝန်ကိုတိုက်ရည်ရင်130ကဆက်လက်ယူရမည်ဖြစ်သည်တိုက်ရည်ရင်130၏စီရင်မှုမှာဘူကြီးကွန်စိန်ဖြစ်သည်1956ခုနိုဝင်ဘာလ၏ပထမအပတ်တွင် ကျွန်တော်တင်မောသည်အစင်သင်ဖြစ်မှုအစင်ကဟုသတင်းပေးပို့လိုက်နိုင်တော့သည်အစင်ကဟုဒီမှာ24နှစ်တွင်ပင်လယ်ပြင်သို့ထွက်ရန်အသင့်ရှိနေပြီဖြစ်ကြောင်းအစီရင်ခံခြင်းပင်ဖြစ်သည်ကျွန်တော်သည်နေ့စဉ်ပင်အေယာဝတီရေတဲစကန်းသို့ဝင်ရောက်ခါတင်မောထွက်အမိန့်ကိုစောင့်ဆိုင်းနေမိသည်စစ်စင်ရေးမှုမှာဘူကြီးစိန်ထွန်းဖြစ်သည်တဏီသောနှစ်တွင်ဘူကြီးစိန်ထွန်းကဟေ့ကူပါတော့ခမရအပူစုပေါက်တယ် ဟုစီကျူပြောသည်ဘာများလဲဘူကြီးစိန်တော်ဒီလူရခမရဲ့တင်မောကအသင့်ဖြစ်နေပြီမဟုတ်လားတင်မောကပင်လယ်ထွက်ဖို့အမိန်ဆီလင်းအော်တာလဲခုတိစေယုံကမလာသေးဘူးအဲ့ဒီတော့ခမရတင်မောအားနေတော့အသုံးချဖို့အကြောင်းတစ်ခုကပေါ်လာတယ်စစ်စင်ရေးကိစ္စလားဘူကြီးမဟုတ်ဘူးရစစ်စင်ရေးတင်မောတစီပြက်နေလို့တဲ့တော့ပြီဆွဲယူခဲ့ဖို့ပဲဘယ်တော့ဆွဲရမှာလဲဘူကြီး ဝါခင်မကူဗျာကျွန်တော်တင်မောဒီပင်လယ်ထွက်ရန်အသင့်ပြင်းထားပြီဖြစ်သည် အသင့်ပြင်းသည်ဆိုရ၌မြို့ဝကျွမစစ်စင်ရေးတွင်ပါဝင်ရသည့်စစ်ရည်ရင်များတွင်တက်စင်အုံပြုလေရှိသည့်တမ်မဏီဗျာကြည်ကာများကိုဖြုတ်ချထားပြီဖြစ်သည်ထို့ကြောင့်ကျွန်တော်ကပင်လယ်ထွက်ရမည်အစားဝါခင်မဟုကြားရသည့်အတွက်အံ့အားသင့်သွားမိသည်ဖြစ်မှမလားဘူကြီးစိန်ထွန်းဖြစ်ပါတယ်ဗျဒီကောင်းကြီး ကျုံဘလူချောင်းတလျှောက်တကောင်းမှမရှိတော့ပဲဗျာရပါတယ်ကျွန်တော်စီယုံမှလည်းခွန်တောင်းပြီးပြီ၃လရက်ပဲကြာမယ်ဘယ်သူတင်မောသွားဆွဲခဲ့ရမှာလဲဘယ်သူရှိရမလဲခမရတငယ်ချင်းဘူကြီးကန်ညုတ်ပေါ့သူ့တက်ရင် တလီခွန်ရှိကဆက်ပြက်နေလို့ဝါခင်မမကတ်ထားရတယ်အဲ့ဒါကိုသွားဆွဲခေါ်ခဲ့ရမှာပဲဘူကြီးကန်ညုတ်ကိုလူအနေဖြင့်ကျွန်တော်တွဲခဲ့ဘူးပါသည်ယခုတော့ကျွန်တော်ဤပထမဆုံးတောင်းမှာ လူရင်သာမဟုတ်သူဤတင်မို့ဘုရားတွဲယူရမည်တွဲတင်မို့တောင်းဝင်ဖြစ်ပါသည်ကျွန်တော်ဘယ်တော့ထွက်ရမလဲဘူကြီးနှက်ပြန်ထွက်ပြဆေးလင်းအော်တာကိုဒီနေ့ပဲကျွန်တော်ထုတ်လိုက်မယ်ဘူကန်လူကိုလည်းခင်ရတင်မို့လာတွဲမယ်အကြောင်းကနာပူလိုက်မယ်အေးတခုတော့မလိုက်မယ်ခင်ရနဲ့ဘူကန်တင်မို့တွဲပြီးကျုံဘူးချောင်းထဲမှာကမ်းပေါ်လေထုတ်တယ်မသွားကြနိုင်ဘူးနော်ကျွန်တော်ကသူ့ဆူလူရင်အတိတ်ပဲကိုသိရွေး စိတ်ကြပါဘူးကြီးဘာမှမဖြစ်စေရပါဘူးဟုပြောကာအလေးပြုထွက်လာခဲ့သည်တက်မတော်ကြီးတက်မအရာရှိတော်တော်များများသည်ဘူကန်နှင့်တွေ့လာပြီဆိုလျင်တခုခုတော့ဖြစ်တော်မူကိုအမြဲစိုးရင်၍ကြောက်လေရှိကြသည်ကြောက်မိဆိုကလည်းကြောက်เสียရပါပဲဘူကန်ကိုလူတွေ့ရသည်ထက်တင်းမောဘူကတွေ့ရသည်ကပူခခဲသေးတော်သည်သူ၏အမျိုးမျိုးจิตတ်ချင်းကိုခံရပြီးမှခဲခဲရင်ရင်နှင့်ရန်ကုန်သို့တွေ့ယူခဲ့ရသည် ကျွန်တော်ဤပထမဆုံးသောတောင်းဝန်ကိုကြည်ပွန်စွာထမ်းဆောင်ခဲ့ပြီဖြစ်သည်။စောင်းဥစဟေမန္နဤငွေနှင်းမှုများသည်ထူထဲစွာကျနေသည်။တိုက်ရည်ရင်တရားသုံးသည်ပင်လယ်ပြင်ထွက်ရန်အမိန့်ကိုစောင့်နေသည်။လူဝင်ပါလပုံကန်ဤတွင် ကျွန်တော်တို့မျှော်လင့်နေကြသည့်အမိန့်ကိုရရှိခဲ့တော်သည်။သင်မထွက်ရမည့်နေ့မှာလူဝင်ပါလ28ရက်နေ့ဖြစ်သည်။တွားရမည့်ခရီးမှာမြေမြူသို့တွား၍တိုက်ရည်ရင်130ထံမှာ တာဝန်လွှဲပြောင်းယူရမည်ဖြစ်သည်။ဆောင်ရွက်ရမည့်တာဝန်မှာတခြားနိုင်ငံများမှဝင်ရောက်၍တရားမဝင်မြမကြီးပြင်၌ငါဖက်နေသည့်ငါခုတင်မများကို ရှာဖွေဖမ်းဆီးရနှင့်တောင်းကျမ်းသူများကိုနှိမ်နှင်းရန်ဖြစ်သည်။တင်မထောက်ခွာခွင့်အမိန့်နှင့်တူညွန်ကြားချက်တစ်ခုပါပူးတွဲပါလာသည်။၎င်းမှာတိုက်ရင်130ကဖမ်းဆီးထားရှိပြီးဖြစ်သည့်ငါခုတန်ကြီးများကိုရန်ကုန်သို့ယူဆောင်ရန်အတွက်တင်မသားကိုဦးကိုမြေမြို့သို့ခေါ်ဆောင်သွားရန်ဖြစ်၏။ ကျွန်တော်တင်မိုးဤအင်းအားမှာ အရာရှိ3ဦးအခြားအဆင့်15ဦးပေါင်း18ဦးဖြစ်သည်ယခုတင်မိုးကြုံစီးမိခီးတဲ့တင်မိုးသား9ဦးနဲ့ဆိုတော့လူစုစုပေါင်း29ဦးဖြစ်လာတော့သည် နိုဝင်ဘာလ25ရက်နေ့တွင် အမိန့်ရရှိခဲ့သည်ခီးကြုံလမ်းမြေတင်မိုးသား9ဦးသည် နိုဝင်ဘာ26ရက်နေ့တွင်တင်မိုးကိုရောက်ရှိလာကြကသတင်းပို့သည်နိုဝင်ဘာ29ရက်နေ့သည်အမျိုးသားအောင်ပွဲနေ့ဖြစ်ခြင်းကြောင့် ရုံပွေရဖြစ်သည်နိုဝင်ဘာ28ရက်နေ့သည်တင်းမောထွက်ရမည်နေ့ဖြစ်ပြီးလင်သွားရည်ရင်တစည်းပေါ်တွင်အရေးကြုံခဲ့လျင်အသုံးပြုရန်အတွက်အသက်ကယ်ပစ္စည်းများပါရှိရသည်အသက်ကယ်ပစ္စည်းဟိုဒီမှာအသက်ကယ်အင်ဂျီကပတ်ဘိုးကွင်းဖောင်တို့အစအသက်ကယ်လေအထိပါဝင်ရသည်ထို့အသက်ကယ်ပစ္စည်းများသည် လူအလုံးအတွက်အလုံလောက်ပါရှိစေရမည်ဟုဒီမှာချမှတ်ထားတော်မူဖြစ်သို့သောမြည်သည့်တင်မောများ ချမှတ်ထားသည့်မူအတိုင်းအတိအကျလိုက်နာခြင်းမရှိကြပါ သို့သောလိုက်နာသည် မလိုက်နာသည်မှာပဓာနာမဟုတ်မူသည်မူသာဖြစ်သည်မလိုက်နာ၍အကြောင်းတစုံတရာသာ ဖြစ်ခဲ့သောမူကစကားပြောလိမ့်မည်သာဖြစ်သည်သင်္ဘောမထွက်မီရက်သည်ရုံပွေရဲ့ဖြစ်နေရင်းသည်လည်းမူနှင့်မဆိုင်သင်္ဘောထွက်သည့်နည်းနဲ့တခင်းလုံးတွင်လည်းအရာရှိများကုလုပ်ငန်းတာဝန်ကိုစီနှင့်အလौရှုပ်နေကြပါသည်ဟုသောဖြည့်ရှင်းချက်သည်လည်းလုံလောက်သောဖြည့်ရှင်းချက်မဟုတ် တရားဥပဒေဆိုသည်မှာတိကျ၏လူသားသည် မတိကျအားနည်းချက်ချွေရင်းချက်များ ကိုစီရှိကြသည်သို့တော်တရားဥပဒေက လူသား၏အားနည်းချက်သတိလင်းချက်ကိုခွင့်လွှတ်လိမ့်မည်မဟုတ်ပါဘီဤသည်များမှာနောင်တွင်တိုက်ရည်ရင်တရားသုံးနင်းမြုံမှုနှင့်ဆက်လင်း၍စစ်တရားခုံရုံးရင်ဆိုင်ရသည်တွင်မှ ကျွန်တော်ရရှိလာသောအတိတရားများသာဖြစ်ပါသည်အပူလူကူးအတွက်အသက်ငယ်ပစ္စည်းအပူမယူဘဲပင်လယ်ပြင်သို့ထွက်ခဲ့သည်ဆိုသည့်အချက်မှမဟုတ် မြင့်မြတ်သောအမှန်တရားဖြစ်ပါသည်အခန်းသုံးပင်လယ်ပြင်သို့ထွက်ခဲ့ပြီနူဝင်မာလာ၏ယာတိဥရုတီတာယာတီတာမန်အဖျင်ပင်လယ်ပြင်တွင် လိုင်းလေမရှိနိုင်ရန်ကုန်မြို့ဝမှထွက်၍ဒဝဲလွန်မလီကျွန်းထိတာပင်လယ်ပြင်ကိုဖျက်ရန်ရှိသည်မလီကျွန်းရောက်လျင်တနင်္သာရီကမ်းရိုးတက်နှင့်ကျွန်းများကြားတွင်သာမြစ်ရောက်သည်အထိဆက်လက်ခုံပေါင်းတွားရန်လိုသည်မလီကျွန်းထိပ်တွင်လည်း တိုက်ရည်ရင်130ကကျွန်တော်သင်းမုတ်ကိုစောင့်ကြိုနေမိဖြစ်သည်သင်းမုတ်မထွက်မီနှစ်ရက်လိုတွင်တိုက်ရည်ရင်130ဤစည်ရင်မှုထမဖြစ်နိုင်ရင် သူဇနီးဖြစ်သူအားစေယုံတွင်ခွတောင်း၍တင်ဆောင်ခွေယူလာစေလိုကြောင်းကျိုးမဲ့ကျင်းနှံ့ဖြင့်အကြောင်းကြားသည်မူလအနေထားတွင်သင်းမုတ်ပေါ်တွင်အမျိုးသမီးတစ်ဦးကိုတင်ဆောင်ခွေယူရန်ဟူသည်မှာမလွယ်ပါလူအဖို့9ယောက်ကိုတင်ဆောင်ခေါ်သွားရမည်ဟုညွှန်ကြားချက်ရရှိသည့်အခါ ဘူကြီးကွန်ဆင်ဤဇနီးကိုတင်ဆောင်ရန်လုံးဝမဖြစ်နိုင်လို့ဒီကြောင့်သူ့ကိစ္စကိုကျွန်တော်လုံးဝထည့်မစင်စားတော့ပါဘူကြီးကွန်ဆင်ကံကောင်းသွားသည်လောကံဆုသွားသည်လော ကျွန်တော်အတက်မပြောနိုင်ပါစောစောစီစီမဆိုးဖို့ဖြစ်ရမည်ဂိတ်တော်လွဲတော်ပါသည်လက်လက်စာထမင်းစားချိန်မီတင်းမော့ပေါ်ကျွန်တော်ရောက်ခဲ့သည်တင်းမော့မှာထွက်ခန့်နီးသည့်ကြောင့်ပစ္စည်းများတင်ချလွယ်ကူစေရန်အတွက်စိတ်ကံဘောဒရာတွင် ကလျက်သာချီနှောင်ထား၏ ဗောဓရာထိတ်မှကျွန်တော်စီကြည့်လိုက်သည်တွင်တိုက်ရင်တရသုံးစီပဇွန်တော်ချောင်းဝဘက်စီသို့ဥတီလျက်လှိုင်းထတွင် ရွရွကလေးဥဆက်မောသည်ကြောင့်တာလွတ်ရန်တာဆူးနေသောပြမြင့်တကောင်လာပင်လေပင်ထွက်ရန်စေအားတန်းနေပုံရသည်နတ်ဆောက်ကိုတင်းမို့ပေါ်တွင် စားတော့ကြသည်ဘူဆုပ်ဘူတန်းလွင်နှင့်ကျွန်တော်တို့သုံးဦးသာအတူစားကြ၏ထမင်းစားနေရင်စိတ်ကံဘိုးဘော်တွင်ရက်နေသည် ကိုဝင်ရင့်မှန်တဲ့အမျိုးသမီးတူကိုတရိပ်ပြုမိသည်အမျိုးသမီးသည်ထမိန်ပြကိုဝတ်ဆင်ထားသည်လည်းဖြစ်ချင်းကြောင့်ရေထဲမှာရက်သူစရည်တူဖြစ်ရမည်ဟုကျွန်တော်သိသည်အဲ့ဒီအမျိုးသမီးကဘသူလဲဗျာဘူဆိုးဦးဘူဆိုးဦးသည်စားတော့ရမှတမင်လေးပြန်လှည့်ကြည့်ရင်ဩအဲ့ဒါတသားဆက်ခွန်ရှင်ရဲ့ဇနီးပါသူကရေထဲလက်နဲ့တက်မှလှုပ်တယ်လေသူ့ယောက်ျားကိုလာနှုတ်ဆက်တာပါအခွင့်အသင့်ကြီးကြောင့် ဇနီးတဲ့တူကသူ့လင်းတော်မောင်ပင်လယ်ထွက်မြူကိုစိတ်ကန့်နဲ့လာရောက်နှုတ်ဆက်ခြင်းဖြစ်သည်ကျွန်တော်ဒီအိမ်တွင်ကြံရစ်ခဲ့သောဇနီးနှင့်သားသမီးတို့ကိုဖျက်ခနဲသတိရမိသည် ထိုအချိန်၌ကျွန်တော်တွင်သားတစ်ယောက်သမီးတစ်ယောက်ထွန်းကားပြီးဖြစ်သည့်အပြင်ဇနီးတဲ့တွင်တတိယသမီးကိုကိုဝင်ဆောင်လျက်ရှိနေပေပြီဘူကြီးဆိုး၏အိမ်တော်နှင့်မိသားစုအခြေအနေကမူကျွန်တော်သိမ့်မသည်ဘူတန်းလွင်မှာမူလူပြူအရာရှိငယ်တဦးသာဖြစ်သည် ထမင်းစားတော့ပြည်သည့်နောက်တွင်ဘူဆုံးနှင့်ဘူတန်းလွင်တို့ကတင်းမောက်ကိုလက်ပတ်ဆစ်ဆီကြည့်ရှုကြသည်တင်းမောသားအလုံးကိုတန်းစီစီ၍တဦးစီအမိခေါ်ကဆစ်ဆီသည်ထို့နောက်တင်းမောထွက်ရန်စဉ်သင့်ဖြစ်ကြောင်းကိုဘူဆုံးကကျွန်တော်ထံသတင်းပို့သည် ကျွန်တော်ကသူ့အားလူလန်းဖြုတ်ခွင့်ပေးပြီးတင်းမောစစ်ကမ်းမှခွာရန်အတွက်အစဉ်သင့်ပြင်ဆင်ရန်အမိန်ပေးလိုက်၏စကန်ရဲဘော်အသီးသီးကုန်းဘက်ရဲဘော်အသီးသီးတို့သည် မိမိတို့၏လုတ်တော်ဝန်ကိုစီရှိရတွင်ဝင်ကြသည်ရေရင်ဆက်မကြီးများသည်အသက်ဝင်နိုးကြလာသည် ခေါင်းနိုင်မှဖြူပွေးသောမြေကိုများသည်တူတူလွင့်လျက်ရှိသည်တင်းမော၏ဥကြိုးပဲ့ကြိုးခါကြိုးများကိုဖြုတ်ပြီးသည်နှင့်တပြိုင်နက်တင်းမောသည်ရေရက်စိတ်ခံဗုဒ္ဓရာမှခွာခဲ့တော်သည်1956ခုနိုဝင်ဘာလ28ရက်နေ့73 95နာရီဖြစ်သည်စိတ်ကမ်းမှခွာသည်နှင့် စိတ်ကမ်းမှခွာချောင်းကိုကျိုးမဲ့ကြီးနှင်းဖြင့်အစီရင်ခံရန်ကျိုးမဲ့ကြီးနှင်းဆက်သွေးတသအားကနာရေးပေးလိုက်သည်ဆက်သွေးတသ၏အမည်မှာခင်မောင်လက်ဖြစ်သည်ကျွန်တော်ကသူ့အားဟေ့ခင်မောင်လက်မင်းသင်မမထွက်မီကရာသီရုခမင်းချက်တရင်တောင်းခဲ့သေးသလားဟုမေးလိုက်သည်ကျွန်တော်တော့တောင်းလဲစီဦးမလာသေးဘူးလို့ပြောတယ်ခဏနေမှာကျွန်တော်ထက်တောင်းကြည့်မယ်ဒါမှမဟုတ်ညနေအတန်လွှင့်ချိန်မှာဖမ်းပေးပါမယ် အေးကောင်းပြီရရင်ငါလာပြောဘာမှတော့သိထူးမှာမဟုတ်ပါဘူးကျွန်တော်ဒီသူ့ကိုပြောစေကိုဝါသားကိုပြောရင်မှတ်ချက်ပေးပါသည်ဒူဝင်မာကြီးရာသီဥတုဆိုဒီမှာပင်လယ်ပြင်တွင် ထူးခြားချက်မရှိလိုင်းလီငိန်တယ်မြဲဟုသိရှိနေကြဖြစ်သည်ကျွန်တော်ဒီပဲ့စင်ထက်တွင် အတန်းကြာနေပြီးမှဘူဆိုးဥကိုလွှဲထားခဲ့ကအဝေစားလက်ရန်အောက်ထက်အရာရှိရိတ်တာအခန်းတွင်သူဆင်းလာခဲ့သည် အရာရှိရိတ်တာအခန်းမှာပဲ့စင်အောင်တည်တည်တွင်ရှိ၍ကျင်းမြောင်းသောအခန်းငယ်ကလေးဖြစ်သည်အိတ်စင်နှစင်ရှိတော်လဲတာမန်အဖျင်ရာသီဥတုကောင်းလျင်ကျွန်တော်တို့မအိတ်ကြပူအိုက်ပိတ်လောင်နေသောကြောင့်ပဲ့စင်ဤနောက်ဖက်ကုန်းဘက်ပေါ်တွင်သာခောက်ရရသောအိတ်စင်ဖြင့်အိတ်လီရှိကြသည်အရာရှိရိတ်တာအခန်းမှာကြက်ရသည့်အထဲရေကဲတက်တာကြီးတစ်လုံးကလည်းရှိသေးသည်ရိတ်တာခန်းတွင်မိကန်တက်တာငယ်တစ်လုံးရှိသည် အရေးကြီးသောဆာယဆာရမ်းများနှင့်တက်ဆောင်ငွေကိုတင်စီရဖြစ်သည်အရာရှိများအတွက်ထုတ်ပေးထားသောတသမ45ချောင်းလုံးမျိုးနှစ်လက်သည်လည်းမိခင်တစ်တာတွင်၌ပင်ရှိသည်အရာရှိရိတ်သားနှင့်မိဘစားသောက်ဆောင်တို့ကိုတကားတစ်ချက်ဖြင့်ပိတ်ကာထားသည်ရှေ့ဥပိုင်းအခန်းတွင်ရဲဘော်များအိတ်ကြသည့်အခန်းနှင့်အိမ်သာကန်းတို့ရှိသည်အရာရှိရိတ်သားကန်းတွင်ဝယ်အိမ်သာငယ်တစ်လုံးတည်တံ့ရှိသည်ယေရှုကန်းဟူ၍တော်မရှိယေရှုလျှင် အရာရှိနှင့်ရဲဘော်အလုံးကုန်းဘက်နောက်ပိုင်းတွင်သာချိုးကြသည်အရာရှိရိတ်သားဤနောက်ဘက်ပယ်ပိုင်းသည်စက္ကန်းမှကြီးဖြစ်၏စက္ကန်းနောက်ဘက်တွင်ပစ္စည်းတူလောင်ကန်းသာရှိတော်သည်တင်းမော့မှာတင်းငယ်လာသည် နေရထိုင်ရကြက်တဲပြွတ်သိပ်လာသည်ကျင်းမြောင်းလာသည်အရာရှိနှင့်ရဲဘော်များမှာမလွဲမရှောင်သာဒူးတိုက်ပောင်တိုက်နေရသည်သို့တော်လည်းဤမြတ်တင်းငယ်ကျင်းမြောင်းသောတိုက်ရည်ရင်များပေါ်တွင်ပင်အရာရှိနှင့်ရဲဘော်များသည် ဘေးရန်ရဲ့အမျိုးစုံဒုက္ခအမျိုးစုံကိုပျော်ပျော်ကြီးခံယူရင်တမ်းပြီတောင်းဝန်ကိုကြည်ဝန်စွာထမ်းဆောင်ကြသည်ရည်ရင်လေးမြင်းများသိငယ်စီကမူပင်လယ်ကူးရန်ရေရေဝန်းထွက်ခဲ့ကြတော်သည်အောက်ထက်ကုန်းမတ်တွင်အဝေစားလဲလေပြီးအထက်ကုန်းမတ်သို့ကျွန်တော်ပြန်တက်လာခဲ့သည်အဝေစားလဲသည့်ဆိုရာတွင် ခြေအိတ်ဖနှများကိုချွတ်ပြီးနောက်ခြေညက်ဖနှလဲလေစီခြင်းအေးရန်ကာကွယ်ရန် အလို့ငါအပေါ်မှအနှွေးတဲ့ဂျာကင်နဲ့ ဘတ်တယ်ဘလောက်ထွက်ဝစ်ထားခြင်းသာဖြစ်ပါသည်ကိုအောင်ပေါင်းရင်ဘောင်းမီတို့အဖြူကူသားလျင်ဝစ်ဆင်ထားပါသည်ဘူဆုံးနှင့်ဘူတန်းလွင်တို့ကိုအဝေစားလဲလူလင်လဲကြရန်ပြောလိုက်ပြီးပဲ့စင်တွင်ကျွန်တော်တောင်းဝန်ယူလိုက်သည်တင်းမော့သည်တီလဝါကိုကြော်ဖြတ်ခဲ့ပြီဖြစ်သည်ဘူဆုံးတို့အောက်ဖက်သို့ဆင်းသွားကြသည်ကျွန်တော်ကမှန်မြောင်းကိုလဲတွင်ချိတ်ခါရှေ့တွင်ရှိသည့်ရေချောင်းမြဘောရာကိုမျှော်ကြည့်မိသည်တင်းမော့ကုန်းမရှိပိုင်းအမြောက်ကြီးတွင် ရဲဘော်တစုထိုင်းနေကြသည်သူတို့ဤဥကောင်းပိုင်းကိုပဲ့စင်ထက်မှမြင်နိုင်သည်အမြောက်ကြီးနှင့်လက်စလုံးဤအောက်ခြေပုံကပတ်စောက်တရံရှိတံမဏီပြားဖြင့်ဝိုင်းကာထားသည်အမြောက်ပြည်လင်းလွင့်စင်ထွက်မြဲဖြစ်သောရန်တော်ငွေမြောက်ကိုထိမ့်သိမ့်ထားရန်နှင့်လှိုင်းလေကြီးလျင်လူလိန်ကြမသွားစေရန်အတွက်အတားစီတစ်ခုအနေဖြင့်တက်ဆင်ထားခြင်းဖြစ်၏အမြောက်ရှိပိုင်းတွင်ရဲဘော်များရိတ်တာသူဆင်းသည့်အံမုံတကားနှင့်လေကားရှိသည်ထိုရှိရမူ ကြောက်စုသာလျင်ရှိတော်သည်တင်မဟုအလန်တိုင်းသည် ရေချောင်းပြဘောရတစ်ခုကိုတဲမတ်စွာချိန်ထားပြီးတက်မကိုင်ကရေရင်လမ်းကြောင်းကိုထိမ့်ကင်ထား၏ဇင်ယုံငတ်တို့သည်တင်မဟု၏ခရက်တွင်ပိုးလာသည့်ငါးများကိုထိုးထုတ်စားရန်အတွက်တင်မောနောက်မှထက်ကြက်မကွာ လိုက်ပါပြန်ဝဲလာကြသည်ထိုစဉ်တွင်ကျွန်တော်နားရင်း၌ဂိဒသန်နှင့်တိစုသန်တို့ကဝင်လာသည် There is a river called the river of unreturned ပြန်လည်းမရှိသောမြစ်ဟူသည်အင်္ဂလိပ်သချင်းပင်ဖြစ်သည်ထိုချင်းကသချင်းမှာပေါ်ပါစားဖြစ်သည် ရေဘောနိုရတန်စကားတွင်မင်းသမီးကျော်မာရီလင်မိုရိုတည်ဆူထားခြင်းကြောင့်နာမည်ကြီးသချင်းဖြစ်ရည်ပန်းစားနေခြင်းဖြစ်၏ယခုသင်မဟုအမြောက်ဆင်ဝိုင်းအတွင်းမှနေလျက်ဂီတာတိကစိုးနေသူမှာကျိုးမဲ့ကျင်းတဲ့ဆက်သွေးတသားခင်မောင်လည်းဖြစ်သည်ဟဲ့ကောင်ခမလည်းနမိတ်မရှိနမမရှိနဲ့ဘာသချင်းနေစိုးနေတာလဲကွာ ခုကျွန်တော်ကပဲ့စင်ထမ်းမှနေအော်ခစ်လိုက်ရာတချင်းစုတိတ်သွားတော့သည်သူသည်လူငယ်ကလေးကပြားကလေးတူဦးဖြစ်သည်လူငယ်ကြိုက်တချင်းကိုသူ့ဘာသာအပြင်းပြေဆိုခြင်းသာဖြစ်ကျွန်တော်ကလည်းအတိတ်နိမိတ်ကိုဆွေးလန်းစွာယုံတတ်သူတူဦးမဟုတ်ပါသို့တော်ဤတချင်းစာသားနှင့်ဤရှိန်ခါသည်ပဏံမရထာမကြဟု၍စိတ်ကလူလူထင်မြင်ခြင်းကြောင့်သူဟာကျိန်မောင်းလိုက်ခြင်းသာဖြစ်သည်ထိုချိန်တွင် ဘူဆွဲဦးလည်းပြည်စင်ထက်ပြန်ရောက်လာပြီးဖြစ်ချင်းကြောင့်ကျွန်တော်အမှန်မထင်ဒေါသဖြစ်သွားသည်ကိုသူကသတိပြုမိသည်ကျွန်တော်ကဘာလဲမသိဘူးဗျာဒီပြင်စူစရာသရှင်တွေလည်းရှိရတာနဲ့ဒီလိုချိန်မျိုးမှာဒီသရှင်မှာရွေးဆူရတယ်လို့ခုဒေါသဖြစ်ချင်းကိုအရှက်ပြေကာကွယ်ပြောမိဘူဆောဦးကမူပြုံးရည်သားလျင်နေသည်သူကကဲစီဦးအနားယူပါဦးချိုင်းနာဘီကရောက်ရင် ျွန်တော်ပြောပါမယ်ဟုဆိုသည်ကျွန်တော်ဒီပဲ့စင်ထမ်းမှဆင်းခဲ့ပြီး အထက်ကုန်းဘက်အလဲရှိတခုတည်းသောပိတ်ရင်အတွင်းသို့ဝင်ခဲ့သည်ပိတ်ရင်အတွင်းတွင်ကျိုးမဲ့ကျင်းနှံဆက်သွေးဆက်နှင့်ရေချောင်းသောမြေပုံချက်များထား၍ရေချောင်းရေဆွဲထားသောဇပွဲငယ်တစ်ခုရှိသည်ထိုပိတ်ရင်ငယ်မှာမူလီလုံးုံရာနေရာဖြစ်သည်ပိတ်ရင်အတွင်း၌တမကန်ဘိန်းနှင့်တန်လိုက်အိမ်မြောင်တစ်ခုရှိတော်လဲ ကျွန်တော်တို့ကအသုံးမပြုကြပဲ့စင်ထက်မှတမကိုင်ဘိန်းနဲ့တန်လိုက်အိမ်မြောင်ကိုသာတုံးကြသည်ကျွန်တော်ဒီလူအသွေးမြေပုံကိုရွေးထုတ်ယူပြီးတွားရမည်ခရီးဥတီလမ်းကြောင်းကို ရေးဆွဲတွက်ချက်နေမိသည်ကျွန်တော်သွားလို့ဒီမှာတဝဲစွန်းရှက်မော်အလုံးမမလီကျွန်းစီသူဖြစ်သည်သို့တော်လန်ခီတွင်မော့စကိုအိုင်လန်ခေါ်လောင်းလုံးဘူကျွန်းစုတစ်ခုကိုညအခါတွင်ဖျက်ရမည်တို့ကြောင့်ကျွန်တော်က ညခီးစဉ်စစ်ချစီရန်အတွက်ကန့်ကျင်ရှိကျွန်းစုများနဲ့ဝေးနိုင်သည်များ ဝေးကွာစီရန်ချိုင်းနာဘီကမိပြမှာဥတီရေချောင်း135ဒီဂရီတွင် ပုံမှန်ရေချောင်းထားရေးဆွဲလိုက်သည်သူရေးဆွဲနေစဉ်ကျွန်ုပ်မျက်စီတွင်တင်းမိုးဤရဘက်ဥစီ၌မိပြဘောတစ်ခုကိုမြင်မိသည်လို့ရှိဖဲဝေလန်တာယာမိပြဘောပင်ဖြစ်ဤတွင်တစုံတရာဟုသတိရကပဲ့စဉ်ထက်သူ ပြန်တက်ခဲ့သည် ဘူဇိုးလော်လိုင်းချဖို့ပြင်ဗျာခုပဲချတော့မယ်လားစီဦးချိုင်းနာပြည်ကမိပြတင်းမောကြမှာချမလားလို့လော်လိုင်းဆိုဒီမှာရေမိုင်းနှုံတိုင်းထွာသောကရိယာဖြစ်သည်တင်းမောဤဆက်အချင်းကခုံမောင်းပြီးသည့်မိုင်းနှုံသည်ရေတွင်တကယ်ပေါက်သောမိုင်းနှုံနှင့်ကန့်ညီလေမရှိပါတင်းမောဆက်ပန်းကလေပတ်မှုကရေမိုင်းဆင်မိုင်းနှုံပေါက်သည်ဟုတွက်ဆထားတော်လေလှိုင်းလေချင်းနေပေါ်တွင်တကယ်ပေါက်သောမိုင်းနှုံကတီးနေသည် ရင်းနှီးလေကတင်းမောနောက်မှာတွန်းပို့နေလျင်စိမ့်မိုင်မကခီးပေါသည်ရင်းနှီးလေက ဥပစီကတတ်၍ဆန့်ကျင်နေပါလျင်တင်းမောဆက်ကစိမ့်မိုင်ဆိုတော့လေရှစ်မိုင်ကူးမိုင်မြတာခီးပေါက်လိရှိသည်ထို့ကြောင့်ရင်းမိုင်နှုံးကိုတွေ့ယူရ၌တင်းမောဆမကြီးပံကလေပတ်မှုကိုအောက်ကူသည်ထက်ရင်းမိုင်တိုင်းကိရိယာကိုအောက်ကူသည်ကပုံမှန်မှန်ကန်သည်ကျွန်တော်အလွယ်ပြောင်းပြီးသည့်ဘူကြီးဝင်းသိမ့်မောင်ကတင်းမောရှိရင်းမိုင်တိုင်းကိရိယာသည်မှန်မှန် တခါတရံကတ်နေသည်ဟုပြောကြားခဲ့သည့်အတွက်ရီမန်တိုင်းကိရိယာကိုဆန့်သက်ရန်အမိန်ပေးလိုက်ခြင်းဖြစ်သည်ဆက်အချိန်ကိုလည်းလော်လိုင်းချရန်လျှော့လိုက်သည်ဘူကြီးစိုးဦးသည် သင်းမောပဲ့ပိုင်းသို့သွားပြီးလော်လိုင်းချခြင်းကိုကြည့်ကြက်နေသည်သူကချပြီးကြောင်းသတင်းပို့သည်နှင့်တပြိုင်နက်ကျွန်တော်ကဆက်အချိန်ကိုခုံမောင်းမြဲနှုံထီရောက်အောင်တင်လိုက်သည်ဆက်အချိန်တင်၍9မိနစ်မျှပဲမကြာသေးချေလော်လိုင်းပြတ်သွားပြီဖြစ်ကြောင်း ကျွန်တော်အားသတင်းပို့လာသည်လော်လိုင်းပြက်ဒီမှာ အရေးကြီးနေတယ်လို့မကြည့်တော့လေစာရွေးရေးအစီရင်ခံရမည့်ကိစ္စတစ်ခုဖြစ်သည်နိုင်ငံတော်ဤပစ္စည်းတစ်ခုရည်တွင်ကြ၍ဆုံးရှုံးခြင်းမဟုတ်ပါလောလောလောဆယ်တွင်မူကျွန်တော်ကကားနာဖြင့်အစီရင်ခံရပြီမည်လော်လိုင်းချရာတွင်ပြက်သွားကြောင်း ကားနာဖြင့်ကျူတင်အစီရင်ခံရအတွက်စိုးစိုးကဂီတာတီးနေသည့်တသားခင်မောင်လက်အားအခေါ်ခိုင်းလိုက်ရာမျက်စိမျက်နှာပြက်လျက်ရောက်လာသည် မင်းကဘာဖြစ်နေရတော့ခမောင်းလဲကျွန်တော်လှိုင်းနေနေမူးနေလို့ပါစီဦးဘာမှမဖြစ်ပါဘူးဟုဆိုသည်ဘာกว่าလှိုင်းမှုတယ်ဟုတ်လားဒါပင်လည်းမမရောက်သေးတာရန်ကုန်မြို့ဝပဲရှိသေးတယ်မင်းကဘာကြောင့်လှိုင်းမှုနေရတာလဲနောက်ပြီးဘယ်မှာလဲလှိုင်းယော့ဒီကနာကိုအချိန်မီပို့လိုက်ဟုဆိုကကနာကိုသူ့ဟာပြေးလိုက်သည်သူသည်တရည်တရံဖြင့် ရီဒီယိုဆက်သွယ်ရေးဆက်ရှိရသူထွက်သွားသည်ဟုတ်ကဲ့အပိုင်းတစ်ခုဒီမှာပဲခਿੱတရန်နာဝင်ပြပါခင်ဗျာလာမယ့်အပိုင်းသုံးခုလည်းစောင့်မြုပ်ပြီးအားပေးကြပါဦးလာရောက်အားပေးနားဆင်ကြတဲ့သောတာရှင်ပေါင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာမြမပြည်သူပြည်သားများအားလုံးအန်ဒီရဲ့မျိုးမျိုးမှကင်းဝေးကြပါစေခင်ဗျာ